င်္ဂလာပါရှင်ကျမတော့အင်ချူးမေပါ အောက်တိုဘာလ3ရက်နေ့အတွက်မြို့တော်ရဲ့မနက်ပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမှာကတော့အင်အားချင်းမမြလို့ကြောင်မဲမျိုးကနေခိတဆုတ်ခွာပေးလိုက်ရကြောင်း TNL ပြောတဲ့သတင်းအပါအဝင်စိတ်ဝင်စားချင်တဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ရှမ်းမြောက်မြို့နယ်တစ်ခုကိုစစ်ကောင်မရှင်ကဘုံကျဲလို့နံမတူမှာအယတားသုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာတအောင်မျိုးသားလူမျိုးရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့နမ်မတူနဲ့မန်တုံမြို့နယ်တွေကိုမနေ့ကမနက်ပိုင်းမှာစစ်ကောင်မရှင်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်မှုကြောင့်အရသာ၃ဦး6ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။နမ်မတူမြို့ရက်ွက်ရှင်းနဲ့မန်တုံမြို့နယ်တနေရာကိုမနက်9:15မိနစ်နဲ့ခန္ဓာရီဝဲမှာဘုံကျဲသွားတာလို့သိရပါတယ်။နမ်မတူမှာဒေသခံအရသာ၃ဦး ကလေးတွေအပါအဝင်6ဦးတန်ရာရရှိခဲ့တယ်လို့အဲ့ဒီမျိုးခံတအူးကပြောပါရယ်ဒါအပြင်မန်တုံမျိုးအနီးကိုလည်းစစ်ကောင်မရှင်တပ်က Jet Fighter နှစ်စီးနဲ့ပုံကျဲခဲ့တာဖြစ်ပြီးလူထိခိုက်မှုအခြေအနေကိုတော့မသိရှိရသေးပါဘူးရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကမ်ဘလူနယ်ကပြူစောတီကင်းစခန်းကို PDF တွေတင်ပိုက်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်စကိုင်းတိုင်းကမ်ဘလူမျိုးနယ်အောင်နော်ပြူစောတီရွာကာကင်းစခန်းကိုဝင်ရောက်စီးနင်းခဲ့ရာလက်နက်9လက်နဲ့စစ်တုံးမှန်း6ဦးဖမ်းမိတယ်လို့ မ်ဘလူခရိုင်ပါကဖလှူရှားရေးတပ်ဒုတိုင်ရင်မူဘိုပိုင်ချဲကပြောပါရယ်တနေ့ကည7:00နာရီဝင်းကျင်မှာထန်းကုန်းနဲ့ဓမ်းမင်ကျေးရွာကြားကအုံတော်ပြူစောတိရွာကင်းစခန်းကိုကမ်ဘလူခရိုင်ပါကဖလှူရှားရေးတပ်ရင်ကမ်ဘလူခရိုင်အမတ်တုံး PDF တပ်ရင်နဲ့နယ်မြေကန်ပါကဖတွေဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ကင်းစခန်းတိမ်မှုကနေ G3 တနက်3လက်၊ကာပိုင်း1လက်၊ကြောင်းချောင်း1လက်တင်ရခဲ့ပြီးပြူစောတိ2ဦး 6ဦးဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့သိရှိရပါတယ်။အဲ့ဒီပြူစောတီကိစ္စကမ်းမှာ6ဦးနေထိုင်တာဖြစ်ပြီးအလွယ်တကူပဲတိမ့်ပိုက်နိုင်ခဲ့တာလို့သိရပါတယ်။စီးနှင်းမှုမှာတနက်၈ချက်ပဲဖောက်ခဲ့ရပြီးရဲဘော်တွေအားလုံးအထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အင်အားကြီးမများလို့ကြောင်မဲမျိုးကနေ ခိတ္တဆုတ်ခွာပေးလိုက်ရကြောင်း TNL ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ချမ်းမီနယ်မြောက်ပိုင်းကြောင်မဲမျိုးကနေဆုတ်ခွာပေးလိုက်ရပြီး လူအင်အားနဲ့လက်နက်ခဲယမ်းများတာတာကြောင့်ဆက်လက်ခုခံမှုခက်ခဲနေတာကြောင့်ခိတ္တဆုတ်ခွာပေးလိုက်ရတယ်လို့တောင်းတက်မတော် TNL ကပြောပါတယ်။ကြောင်မဲနဲ့နောင်ချိုးမျိုးကနေဆုတ်ခွာပေးလိုက်ရတဲ့အပေါ်သင်ငန်းစာတွေရယူပြီးလိုအပ်တဲ့ပြင်ဆင်မှုနဲ့အားသာချက်အားနည်းချက်တွေကိုပြန်လည်သုံးသပ်ကာဆောင်ရွက်သွားဖို့ရှိတယ်လို့တောင်းတက်မတော် TNL ပြောရေးဆိုခွင့်ရှိသူလွေးရီဦးကပြောဆိုထားတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့၃လခန့်အတွင်းတဲယူထိ ंछ ုတ်ထားတဲ့မြို့နှမြို့ဆုံးရှုံးလိုက်ရတဲ့အပေါ် တင်ငန်းစာအများကြီးရရှိကြ။စစ်တပ်ရဲ့တံပြန်ထိုးစစ်ဆင်လာတဲ့အပေါ်ဟန်ပြတိုက်တာမျိုးမဟုတ်ကြောင်းနဲ့အကောင်းဆုံးခုခံကာကွယ်ခဲ့ပြီးစစ်ကောင်မရှင်နဲ့နိုင်ငံရေးသဘောတူညီမှုလည်းမရှိထားကြောင်း TNL ပြောရေးဆိုခွင့်ရှိသူလွေရီဦးကပြောဆိုထားတာကိုတွေ့ရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဒဇယ်နယ်တိုက်ပွဲဖြစ်ပွားနေပြီးပြူကောင်းဆောင်တအူးကိုဖမ်းမိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းဒဇယ်မြို့နယ်တဲကို စစ်ကြောင်းထိုးဖို့စ조사နေတဲ့စစ်ကော်မရှင်စစ်ကြောင်းတွေနဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားနေပြီးဒေသတွင်းမှာ NLA ကြီးတဲ့ပြူစောတီခေါင်းဆောင်တအူးကိုအရှင်ဖမ်းမိထားတယ်လို့သိရှိရပါတယ်။နယ်မြေချင်းဆက်ဆက်နေတဲ့ကမ့်ဘလူးမျိုးနဲ့ကာဘိုးရွာကနေထွက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းတွေဟာဒဇယ်မျိုးတောင်ဘက်ကရွာတွေကိုစစ်ကြောင်းထိုးဖို့စ조사နေတာလို့ဒေသခံတော်လိုင်းတပ်ဖွဲ့တွေကပြောပါတယ်။အခုဖမ်းမိထားတဲ့ပြူစောတီခေါင်းဆောင်ကိုလိုအပ်တဲ့စစ်ဆေးမှုတွေလုပ်နေပြီး ူစော်တီအတိုင်းဝိုင်းမှာအရေးကြီးတဲ့သူဖြစ်တယ်လို့ PDF ရဲဘော်ကပြောပါတယ်။ဖမ်းမိထားတဲ့ပူစော်တီခေါင်းဆောင်ရဲ့အချက်အလက်နဲ့ပတ်သက်လို့လုံခြုံရေးအခြေအနေအရအသေးစိတ်မထုတ်ပြန်သေးဘူးလို့သိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ရေထဲမျောနေတဲ့ထိုင်းအမျိုးသမီးတအူးကိုမြမလောက်သားကယ်ဆယ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရေထဲမျောနေတဲ့ထိုင်းအမျိုးသမီးတအူးကိုမြမအမျိုးသားတအူးကကယ်ဆယ်ပေးခဲ့ကြောင်းထိုင်းမီဒီယာတစ်ခုကဖော်ပြခဲ့ပါတယ်။ တနေ့ကညပိုင်းမှာစမုတ်ဆွန်ခရံပြည်နယ်ထဲမှာအသက်52နှစ်အရွယ်ထိုင်းအမျိုးသမီးဟာမက်ကလုံမြစ်ထဲမတော်တဆပြုတ်ကျသွားပြီးမျောပါသွားရကရေရင်ဆိုင်ချိုးတစ်ခုကိုတွေ့ပြီး၄နာရီလောက်တောက်ခံနေခဲ့ရပါတယ်။အသက်34နှစ်အရွယ်မြမလူမျိုး၅ဖန်းလေးလောက်သားကမြစ်ကမ်းပါမှာအလုံလုံနေရင်အကူညီတောင်းတဲ့အတန်းခက်တဲ့တဲ့ကိုကြားရက၅ဖန်းလေးတစည်းရဲ့ဆိုင်ချိုးမှာတွဲခိုးရင် ရေထဲမှာဖြော့တော့လွှမ်းလျားနေတဲ့အမျိုးသမီးကြီးကို တွေ့သွားပြီးကယ်ဆယ်ခဲ့တာပါ။သူကထိုင်းအမျိုးသမီးကြီးကိုကမ်းခြေဘက်ကိုအန်ဒီရဲ့ကင်းကင်းနဲ့ပြန်လဲခေါ်လာနိုင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။မြို့တော်ရဲ့မနက်ပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးကိုယ်စိတ်နှဖျားကျန်းမာ ချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအများဆုံးလွမြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါရဲ့ရှင်။